တော့ကတော့မဲဆိုခဲ့ကြတယ်နော်2020ရွေးကောက်ပွဲနန်းဒီအချိန်မှာတချင်းဆိုခဲ့တဲ့အဆိုတော်ကြီးရှိသေးတယ်အဲ့ပါတီတစ်ခုတည်းအမ်ဘလေးယူနီဖောင်းကြီးဝတ်ပြီးတော့ခါတိုင်းအနီအောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတစ်ခုတည်းအားအပါဒရန်နီဒီဝိုင်ဒီတချင်းဆိုခဲ့ကြတယ်အဲ့အုပ်စုတွေလည်းရှိသေးတယ်ခုံဦးစီထဏပြန်ဆိုင်ပြီးတော့မလုပ်ဘူးရှင်းရှင်းလေးဟဲ့ဒီနေ့မှအဲ့ကောင်ဘယ်ကောင်ဘယ်လိုကြောင်ကြောင်ဘယ်လိုကြီးလဲလာသာကြည့်လာအခုကောက်ကြိုက်တော့အခုကောက်အခုကြိုက်ပြန်အခုကောက်ပါလေအခုအင်းကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခုကောက်အခုကောက်ကောက်ပါကောက်ပါလေပြီးအဲ့ဒီကောင်တွေစောင့်ကြည့်ဒီကောင်တွေကြောင်ရရပြီဆိုရောက်တဲ့ကောင်ကြောင်ရကောင်တွေပါကြောင်ရလိုက်ကော ခေါ်လိုက်တော့အခုခေါ်အောင်အဲ့လိုကြက်ပြရမှာလိုက်ကြက်ပြရမှာကြက်ပြရမှာပြီးတော့ရှေ့ရောသူလုတ်ခဲ့အမှုနောက်တစ်အမှုတမှုပေါ်တော့ချက်ချင်းတန်ထောင်းထားပဲအောင်တော့အဲ့လိုပြရမှာပါသွားပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘယ်လိုပြပါကုန်လဲဆိုတော့ နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲပေါ်နီးလန်းမျိုးစုံဖြင့်နှောက်ယှက်ဟန်တားနိုင်မဲ့အခြေအနေမှ ကာကွယ်တားဆီးနိုင်ဖို့2025ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိထိရောက်ရောက်ရေးယူဆောင်ရွက်လျက်ရှိပါသည်။ အဲဒီလိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာခေတ်သမိုင်းကိုတုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းအားပေးထောက်ခံသူများနဲ့တရားခံပြေးများမှလူမှုကွန်ရက်ဆောင်ရွက်နာမှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ပေါ်ထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်ဇဘူးထွန်းတက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူခေါ်အေးချမ်းအောင်လို့အား၎င်းတို့ရဲ့နေအိမ်အသေးသေးမှဖမ်းဆီးရမိခဲ့ပါတယ်။ န်စီရမည်သူများအားစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမရော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ပုံထောက်ခံမှုမရှိခဲ့တဲ့အပြင်မကြာမီကျင်းပဖို့ရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲအောင်မြင်စေဖို့အတွက်လည်း၎င်းတို့တက်ကြွတဲ့အနုပညာကန်တာမှပူးပေါင်းပါဝင်ခြင်း မရှိခဲ့ကြောင်း ဒါအပြင်ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်တက်တက်အားပါဝင်ဆောင်ရွက်နေတဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းထောက်ခံသူများနဲ့တရားခံပြည်များမှလူမှုကွန်ရက်ဆက်မျက်နှာမှတဆင့်ဝေဖန်ရေးသားတဲ့အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်းစည်းစစ်တွေ့ရှိရပါတယ်။ တားပြင်၎င်းတို့အနေနဲ့ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားတဲ့ခေတ်သစ်မီဒီယာပါဝင် မီဒီယာအမေရိကန်အကြမ်းဖက်အားပေးပြည်ပဩစာကန်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များရဲ့လူမှုကွန်ရက်ဆံမျက်နှာများမှာမဟုတ်မမှန်လှုပ်ကြံရေးသားဖော်ပြချက်တွေကိုလည်းအစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိတာကိုစီးစစ်တွေ့ရှိရပါတယ်။ တို့ဖြစ်ပါ၍မီဒီယာအမေရိကန်အစံဖတ်အားပေးပြည်ပဩစာခံအဖွဲ့အစည်းများနဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လွယ်မှစေဖို့အတွက်လုံခြုံရေးသားသူများအားထောက်ခံအားပေးခဲ့ကြတဲ့တက်လွင်ခေါ်စပူထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးအားပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေများဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များကိုနှောက်ယှက်ဟန်တားလိုသူများအားမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ရုပ်ရှင်ဒါရိုက်တာစမူထွန်းတက်လွင်နဲ့အောင်ချမ်းလူတို့ကိုစစ်အုပ်စုဖမ်းဆီးစစ်အုပ်စုဤရွေးကောက်ပွဲဝါဒဖြန့်စလန်ဖြစ်သည့်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းတွင်ပါဝင်ခဲ့သူများကိုလူမှုကွန်ရက်တွင်ဝေဖန်ရေးသားသည့်ပိုအာလော့ရက်အသေးပေးပေးမှုဖြင့်ရုပ်ရှင်ဒါရိုက်တာများဖြစ်သည့်စမူထွန်းတက်လွင်နဲ့အောင်ချမ်းလူတို့ကိုဖမ်းဆီးခဲ့ကြောင်းစစ်အုပ်စုကယနေ့အောက်တိုဘာ30ရက်နေ့ပိုင်းတွင်ထုတ်ပြန်သည် ဂင်းတို့မှာအာနာသိန်းစစ်အုပ်စုအပေါ်ထောက်ခံမှုမရှိသည့်အပြင်မကြာမီကျင်းပရန်ရှိသည့်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်လည်းတက်ကြွသည့်အမှုပညာကဏ္ဍမှပူးပေါင်းပါဝင်ခြင်းမရှိဟုဆိုထားသည့်ထို့ပြင်ထိုရွေးကောက်ပွဲအောင်မြင်ရေးအတွက်အတက်တအားပါဝင်ဆောင်ရွက်နေသည့်အမှုပညာရှင်များအားလူမှုကွန်ရက်စာမျက်နှာမှတဆင့်ဝေဖန်ရေးသားသည့်အပေါ်ထောက်ခံအားပေးခဲ့ကြောင်းစစ်စစ်တွေ့ရှိရသည်ဟုလည်းဆိုသည် ခေတ်မီဒီယာအပါဝင်မီဒီယာအဖွဲ့အစည်းများလူပုဂ္ဂိုလ်များ၏ရေးသားဖော်ပြချက်များကိုလည်းအစဉ်တစိုက်ထောက်ခံပေးလျက်ရှိသည်ဟုဆိုကာပို့စများတွင် Love Rate အသေးပေးပေးထားသည့်တပ်ပုံများကိုလည်းထုတ်ပြန်ချက်တွင်ဖော်ပြသည်ထို့ကြောင့် Director ဇဘူထွန်းတက်လွင်နှင့် Director အောင်ချမ်းလူလိုနှူအားစစ်အုပ်စု၏ရွေးကောက်ပွဲကာကွယ်ရေးမြပတိအပါအဝင်ပြည်မှုဆိုင်ရာမြပတိများဖြင့်အေးအေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်သည် ပြီးခဲ့သည့်အောက်တိုဘာလ26ရက်နေ့ကလည်းအဆိုပါဝါဒဖြန့်စလန်ကိုဝေဖန်ခြင်းကြောင့်ဟုဆိုကာဒရိုက်တာမိုက်တီဇပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနှင့်ဟာတာတယုတ်ဆောင်အွန်လိုင်းတို့ဖန်ဆီးခဲ့ကြောင်းစစ်အုပ်စုကထုတ်ပြန်ခဲ့သေးသည့်တော်လန်ရေးကိုပုံဖြတ်ကာရွေးကောက်ပွဲအတွက်မဲဆွတ်စည်းရုံးနေသည့်အကြောင်းအရာကိုရိုက်ကူးထားသည့်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများအမိဖြင့်ဝါဒဖြန့်စလန်တွင်နေတိုးမြင့်မြတ်နေဝင်အေဂျင့်မောင်ချူလေးမေမြင့်မို့အောင်ခိုင်ငှက်ပြော့ကျော်အောင်တို့ နိုင်လင်းတော်လက်စုပါလင်းမင်းညိုမြက်ကပြန်ပြီးရဲရင်ရော့ပြော့အောင်စင်ဖြိုးတို့ကပါဝင်တရုတ်ဆောင်ထားကြသည်အဆိုပါဝါရဖြန့်စလန်းတွင်ပါဝင်သူများကိုအာမပေးရန်မြင်းတို့ကြုံများထားသည့်ထုတ်ကုန်များပါမကြံဘော့ကတပိတ်မောက်လုံရန်ပြည်တွင်းပြည်ပက ပြည်သူများကလည်းတိုက်တွန်းနေကြသည်တစ်ဖက်တွင်လည်းစစ်အုပ်စုကဝေဖန်သူများကိုအေးအေးယူမည်ဟုချိန်ချောက်ထားသည် မဲစရင်အကြောင်းပြအာနာသိမ့်ပြီးနောက်ပြုလုပ်မည့်စစ်အုပ်စု၏အပိုင်းလိုက်ရွေးကောက်ပွဲတွင်အပိုင်း၁၉ဒီဇင်ဘာလ28ရက်နေ့တွင်မြို့နယ်တရနှင့်မြို့နယ်အပိုင်း၂၉2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့တွင်မြို့နယ်တရတွင်ပြုလုပ်မည်ဖြစ်ကြောင်းဆိုထားသည်အရခတတော် AA သိမ့်ပိုက်ထားသည့်ရခိုင်ပြည်နယ်ရှိ မြို့များအပါအဝင် နိုင်ငံအတွင်းမြို့နယ်63ခုကိုမူပြီးခဲ့သည့်ဇူလိုင်လကုန်တွင်ရက်9ဆစ်အုပ်ချုပ်ရေးကျင်းပခဲ့ပြီးယနေ့အောက်တိုဘာ30တွင်အဆိုပါဆစ်အုပ်ချုပ်ရေးကိုနောက်ထပ်ရက်9ဆက်ထပ်မံတက်တန်းတိုးကြောင်းဆစ်အုပ်စုကကျင်းပသည်ထပ်ပြီးညီကောင်တော့ဘူရီပါကုန်လဲဆိုတော့ဒီမှာကျွန်တော်ဟိုဟိုကောင်ဟိုတယောက်ပဲလားဒရိုက်တာအောင်ချမ်းလူဆိုလားပါလားအဲ့ဒီတော့လေအခုဆွတ်စီခံလိုက်ပြီးတော့ကြားတယ်အခုတွားပြီသူလည်းဆွတ်စီခံပြီအာဒီလိုပဲတခါဘသူနဲ့ထပ်ပြီးတော့ဖြစ်လဲဆိုတော့ဘသူပြန်သေးလဲဆိုတော့အောင်ချမ်းလူအပြင် ရိုက်တာအောင်ချမ်းလူပေါ့အောင်ချမ်းလူဆိုတာခုအဲမညာရီ300ဆိုတာဇကာရဲ့တူထင်တယ်ခုတိတ်ယုံတင်နေရအဲ့ဒါတူထင်တယ်အဲသူတို့တွေပါအခု तू ပါအခုဆွဲစီခံပြီလို့ကျွန်တော်တို့ကြားတယ်နော် तू ကတွားပြီးတော့ဒီပြည်ပြေးဒေါ်လာရေးသမားကြီးဆိုပြီးခေါင်းထဲရန်ချမ်းအောက်မှာ तू တွားပြီးလာပြီးရီရသွားပြီးအဲ့ဒါတချို့လူပြန်ရှင်တွေကိုခေါ်တယ်ဆွေးနွေးတယ်တိုင်မင်တယ်မဖမ်းအောင်တော့ဆွေးနွေးတယ်တိုင်မင်တယ်ညှိနှိုင်းတယ်ကြားလို့ဗျအဲ့တော့နိုင်ငံတော်အကြီးအကဲချို့ကလည်း ညှိနှိုင်းပြီးတော့မလုပ်ပါနဲ့ဆိုပြီးနိုင်ငံတော်ကြီးကအချို့ကကိုယ်တိုင်ပင်လည်းမလုပ်နဲ့ဒါမကောင်းပါဘူးပြည်စည်းအေးစည်းညှိနှိုင်းလိုက်ပါဆိုတာမျိုးနိုင်ငံတော်ကြီးကကိုယ်တိုင်ကတချို့တွေကအဲ့လိုပြောတာအဲ့ဒါကိုတော့ဒီကောင်တွေကမဲတို့ကအဲ့လိုလာတာပေါ့ဗျာပြောရရင်ရဟိုယူရတော့ချိုးချိုးပြည်တဲ့ပုံစံလုပ်တော့နောက်ဆုံးကြတော့မတတ်တာဘူးလို့ဖွင့်ကွာအဲ့လိုဖြစ်ကွာအဲ့တော့အေးစည်းချိန်ညှိနှိုင်းပြီးတော့ရွေးကောက်ပွဲမှာကူညီပေးလိုက်တာဘာဖြစ်တော့မပိုးဘူးသူကသွားလုပ်တာကိုယ်လည်းမဟုတ်တာလုပ်သေးတယ်ပြီးရင် ိုကခေါ်ပြီးတော့ညှိနှိုင်းတာကိုလည်းသူကမချေမငံပုံစံမျိုးနဲ့တုတ်ပြန်တယ်ပြီးရင်ဘာလဲဆိုတော့ပူပေါင်းပေါင်းပွင့်မှုလည်းမလုပ်ဘူးတွားပြီပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လူလူမျိုးဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာမကောင်းဘူးလို့မတရားဘူးလို့ဘယ်လိုပြောမလဲစဉ်းစားကြည့်အဲ့ဒါကိုယ်တိုင်သိတယ်အဲ့လူတွေကိုယ်တိုင်သိတယ်ဒီလူတွေ drive ဘွားကတော့ဖိုင်တော့တော့ထောင်းပြည့်ထဲမှာမဟုတ်ဘူးတေချာမေးတာသူတေချာလေးနဲ့ခင်ဗျားတို့ကဒါတော့မလုပ်သင့်ဘူးထင်တယ်ဒါတော့ခင်ဗျားတို့လုပ်ထားတာခင်ဗျားလုပ်ထားတာကြည့်1 2 3 4 5 6 9 10တုံးပြရတယ်ပြီးတော့မှအဲ့ဒါကြီးခင်ဗျားလုပ်တာဟုတ်လားမဟုတ်လားကြည့်လိုက်ဆိုမငင်းနိုင်โอเคမငင်းနိုင်တော့ ငါ့ကိုဒါလုတ်တာအေးဒါတော့ခင်ဗျားတို့ဗျာဒါလေးတော့လုတ်လိုက်ပါဒါလေးရွက်ောက်ဝင်လေးဝိုင်းကူပေးပါဆိုရင်အာကျွန်တော်တို့မလုတ်ပေးနိုင်ဘူးပါခင်ဗျားတို့ကျွန်တော်ကျွန်တော်တို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလေဟောပြီဘောအဲ့ဒါဆိုလေခင်ဗျားတို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဟောပါညာဖွင့်ရင်ဖွင့်ဖို့ပါညာဆိုအချိုးမျိုးတွေဟာအဲ့တော့သွားပါဘောဗာတတ်နိုင်မလို့ဘာမှလုံမရတော့ဘူးလေနိုင်ငံတော်ကြီးကြီးတွေကတော့မှဖြေလျှော့ဖို့ကူညီပေးလိုက်ပါမလုတ်ပါနဲ့ရင်းမလုတ်ပါလို့ဆိုတက်ပြောတယ်ကြားတယ်လုတ်တာတဲ့ကဲတချို့တို့ပြန်ရှင်းနေအခုလဲခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာဖမ်းတာမဟုတ်ဘူးနော်မင်းမြန်ဆွေးနွေးနေတာဆက်ရောက်မကရှိတယ် ဆက်ရောက်မကရှိအလုတ်ရှုံးနေအဲ့လူတွေကိုကြည့်တဲ့အတိုင်းမရှုံးဘူးလားမဖြစ်ချင်လို့ညှိနှိုင်းနေမရဘူးဆယ်ရောက်လောက်ရှိတယ်ဟုတ်မရဘူးဆယ်ရောက်လောက်ရှိတယ်နော် ပြီးတော့တခါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကုညီပေးဖို့မင်းတို့ရှေ့မှာလုပ်ခဲ့တာရေးရှိတယ်ကုညီပေးပါဆိုပြီးတော့မြစ်တာရေးခံခဲ့တယ်နာမည်ကျော်လူပညာရှင်တွေအများကြီးပါတယ်ခင်ဗျားတို့ကျွန်တော်ခဏခဏပြောတဲ့နာမည်တွေပါတယ်အဲ့ဒီနာမည်အခုပါတယ်အဲ့ဒီလိုချင်းအကုန်လုံးခေါ်တာတချို့တွေကဘာလုပ်တယ်မလဲ 嗯，么你们搞到查查路的，一路的来不？说偏你的路，你们刚到路，谁用我这？你家路，谁家我家路，都变你的。你说啊？你说这罗，这罗谁管人家？你谁管呀？哦，本地啊，马路路，高楼马路路，昂盘路路，高楼路呢？靠你，你都打不掉。这罗，谁管呀？路偏，哪路边，哪路边哪路？我得讲我路打平。喏，你说这从哪个家走啊？你路路得打平。啊，你说这罗，米尼，你们搞路，平尼，你们搞路。你说这罗，牛走路呀？这边叫牛走路，八乡的。这走路边是叫罗，某段不标了，谁行哩？叫罗姑娘们，老姑娘们。 ဒါပေမဲ့ကျွန်တော်တို့လုတ်ပေးမယ်ဒါပေမဲ့ရှေ့မှာအခိုးလေးတစ်ဖွဲ့ကြီးကဒီလိုပြောခံရတော့ကျွန်တော်တို့လည်းကြောက်တယ်ဆိုရင်ကျွန်တော်လုတ်ပေးမယ်ဒါပေမဲ့ဟိုလိုတခြားသူတွေနဲ့အတူတူကျွန်တော်တို့အကုန်လုံးပါဆိုရင်တော့အကုန်လုံးပိုကောင်းတာပေါ့ကျွန်တော်တို့ကြတော့လေရှေ့မှာလည်းခံရတယ်ဆိုတော့မျိုးဆိုရင်လည်းတို့လည်းအဲ့တော့လုတ်ပေးခြင်းတဲ့လူတွေလည်းရှိတယ်လုတ်ပေးနိုင်တဲ့လူတွေလုတ်ပေးဖို့အသင့်ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့တို့လည်းချစ်ဆိုရင်နေကြတယ်ကိုကောင်လေးကကျတော့ AC ပဲဆိုတော့အဲ့ဒါဖြစ်လာဖြစ်လာတော့ဩမညီများမှုဆိုတော့ဖြစ်လာတယ်အဲ့တော့စဉ်းစားပါပြီအဲ့တော့နိုင်ငံတော်ကဘာလုပ်လဲချင်းချင်းလေးပဲအခုတချို့ရုပ်ရှင်ကားတွေတဲ့ရုပ်ရှင်ကားတွေကို နော်ရုပ်ရှင်ကားတွေကိုရုပ်ရှင်ဇလန်တွေတင်ရ sorry ယုံယုံတင်ရမယ့်ဟာကိုတချို့ယုံမတင်ကျွန်တော်တဲ့ပုံစံမျိုးကြီးလောက်တာတဲ့အမဲယုံမတင်ကျွန်တော်ဘူးယုံမတင်တော့ဘူးဘာညာဒီကားလိုက်လောက်တဲ့သူတွေလည်းရှိတယ်အဲ့တော့သူ process တိုင်းသူတွားနေရမယ့်ဟာကိုဒီကက်လန်တွေလိုက်တိုက်ဖို့ကြိုးစားတာဟိုကို့စ်ကြိုးစီဝတ်ချိမှဆိုတော့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးကြီးလောက်တဲ့ TV channel အချို့လည်းရှိတယ် TV channel လို့လို့ဘာလို့အုပ်စုပစုလည်းရှိတယ်ရုပ်ရှင်ထုတ်လို့ company တွေရှိတယ်ကြော်ညာ company တွေရှိတယ်เนาะ ဲ့ကုမ္ပဏီအကုန်လုံးကြောင်ညာထည့်တဲ့ကုမ္ပဏီတွေပေါ့ကျွန်တော်ကျွန်တော်ထည့်ကုမ္ပဏီရှိတယ်အဲ့ကြောင်ညာကို agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအုပ်စုတွေအကုန်လုံးကအဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာတဲ့အခုအဲ့တော့နိုင်ငံတော်ကြီးခဲ့တွေအားလုံးသိနေပြီအာဏာပိုင်ဖွဲ့စည်းတွေသိနေပြီသိနေတော့တင်းတယ်ဒါပေမဲ့ဩဖြေလျှော့ပြီး easy ညှိနှိုင်းနေကြပါအကောင်းဝင်ကြပါဆိုဖြည်းဖြည်းချိန်ပြီးညှိနေလို့ကျွန်တော်အခုနာမည်တက်မပြောသေးတာဖြည်းဖြည်းချိန်ညှိနေလို့အဲ့တော့ခင်ဗျားတို့ပြန်စင်းစားဖို့လိုတာကအမှုပညာရှင်အဲ့ဒီငင်းကျင်သလိုလိုကျင်းကျင်သလိုလိုချက်ချင်းသလိုလိုကြောင်းကျင်သလိုလိုလုပ်တဲ့အဲ့ဒီပိန့်ညီကြောင်းဥပညာရှင်တွေကိုခင်ဗျားတို့သိစေချင်တာကနာမည်မတောက်ဘူးခင်ဗျားတို့ကောက်ကိုသိတယ် သိသိချင်တာတခုပဲခင်ဗျားတို့2020တုန်းကပါတီတခုတည်းခင်ဗျားတို့မဲဆွယ်ပေးခဲ့ကြတယ်ပါတီကူတည်းမဲဆွယ်ပေးခဲ့ကြတယ်ခင်ဗျားမရှက်ကြဘူးဒါရှက်စရာလို့မထင်ဘူးလားခင်ဗျားတိုက်တဲ့နိုင်ငံကဘာမှချီရဲတဲ့နိုင်ငံပြောလိုက်ရှင်းရှင်းလေးနိုင်ငံကြီးလုတ်ချင်နိုင်ငံကြီးထွက်လုပ်လိုက်တယ်အိန္ဒိယမှာရှိတဲ့ VJ တောင်ပိုင်းမင်းသား VJ ဘာဖြစ်လဲနိုင်ငံကြီးသူကိုယ်ထွက်လုပ်လိုက်တယ်ဘာမှ problem တော့ထွက်လုပ်လိုက်ပါတီတခုရဲ့နောက်လိုက်နေဖြစ်ကုန်တယ်ခင်ဗျားတို့ကိုယ်မမေ့ဘူးမမေ့ဘူးပါတီနောက်လိုက်နေဖြစ်နေတယ်ပါတီနောက်လိုက်ခွေးနေဖြစ်ကုန်ကြတယ်ခင်ဗျားတို့ ါဠိလိုနိုင်ငံအခုကနိုင်ငံတော်ကိုခိုင်းတာခင်ဗျားတို့နိုင်ငံတော်ကပြောနေတာအခုကြီးပေးခိုင်းတာပါလေပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပြည်သုံးလို့မဲပေးဖို့လို့ပြည်ပြည်မဲပေးဖို့ဟိုလူမဲပေးဖို့ဒီလူမဲပေးဖို့ပြောနေတာမဟုတ်ဘူးပြည်သူလူထုကိုမဲယုံလာလာပြီးမဲပေးကြဖို့အခုကြီးခိုင်းတာရွက်ကောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲပေးနေမှာမဟုတ်လို့ရွက်ကောက်ပွဲလေးနဲ့အတူပြည်သူလူထုမဲလာပေးလို့အောင်လှုံ့ဆော်ဖို့အခုကြီးပေးခိုင်းတာနိုင်ငံတော်အခုကြီးခိုင်းတာပါတီတခုတည်းလုပ်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ကပါတီနောက်လဲခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့ကပြဿနာပါတီနောက်လဲခွေးလုပ်ခဲ့ကြတယ်ခင်ဗျားတို့မမေ့နဲ့ ပြန်ကြည့်လိုက်ပါတီနောက်လည်းခွေးလုပ်ခဲ့ရတယ်ပါတီတခုတော့ခက်တော့မဲဆွဲခဲ့ရတယ်နော်2020ရွေးကောက်ပွဲနန်းဒီတဲ့အချိန်မှာတချင်းဆိုခဲ့တဲ့အဆိုတော်ကြီးရှိသေးတယ်အဲ့ပါတီတခုတော့ MLA uniform ကြီးဝတ်ပြီးတော့ခါတိုင်းအန်ဒီယောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတခုတော့အာဘာဒရန်နီဒီ OID တချင်းဆိုခဲ့ကြတာအဲ့အုပ်စုတွေလည်းရှိသေးတယ်အဲ့ဒီအုပ်စုတွေနော်ဇာကားရိုက်ပြီးတော့တခါတဲ့ဟိုစစ်တပ်နဲ့ပြည်ခိုင်ဖြိုးနဲ့အဲ့ဒီဟိုဘက်ကဒီဘက်အုပ်စုတစုလုံးကိုတခိုးချဖို့တွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့အသိဆောင်တွေရှိသေးတယ်အဲ့ဒီဆိုတဲ့အကုန်ပြန်ခေါ်ပြီးတော့အဲ့ဒီပြန်ချွတ် ပါတီမလုပ်ခိုင်းမဲနဲ့လုတ်မင်းတို့ပြောပြောဆိုရင်တို့ပြောပြောခိုင်းမှာအခုတို့အဲ့ဒါလို့လုတ်ခဲ့တော့အကောင်အခုနိုင်ငံတော်ကနေပြီးနိုင်ငံတော်ကူညီပါဆိုပြီးတော့မြစ်တိုင်ရဲခိုင်ပြောနေတာတော့မှာပဲတို့ကမပါဘူးပူးချင်မပေါင်းချင်โอเคကျွန်တော်ပြောရတယ်ပြောတာနော်အဲ့နဲ့ပြည်ချိုင်းဝင်ချင်းနာတော့ဘာလို့မလုတ်သေးလို့အခွန်ဦးစီးနာပြည်ချိုင်းဝင်တော့မလုတ်လို့ရှင်းရှင်းလေးဟဲ့ဒီနေ့မှာအဲ့ကောင်ဘယ်ကောင်ဘယ်လုံးကြောင်ကြောင်ဘယ်လုံးရလေလာသာကြိလာအခွန်ကောက်ကြိုက်အခွန်အခွန်ချအခွန်ကြိုက်ပါလေအခွန်ကောက်ပါလေအခုအိမ်ကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခွန်ကောက်ကောက်ပါလေပြီးအဲ့ဒီကောင်တွေစောင့်ကြည့် ဒီကောင်နဲ့ကြော်ညာရပြီဆိုရင်ဟုတ်တယ်ကုန်ကြော်ညာကုန်ပြီပါကြော်ညာလိုက်ကောခေါ်လိုက်ကောအခုကောအဲ့လိုကြက်ပြရမှာလိုက်ကြက်ပြရမှာနိုင်ငံတော်ပိုးပေါင်းတဲ့ကုမ္ပဏီတို့ကြတော့ဘာဖြစ်လဲကုမ္ပဏီပိုးပေါင်းတဲ့ကုမ္ပဏီနဲ့နိုင်ငံတော်ပိုးပေါင်းတဲ့အမှုပြန်ရှင်တို့ကြတော့အကုန်လုံးတက်တာခွင့်နေပြီးမယ်တခြားခွင့်လန်းနေကုန်ပြီးမယ်ဒီရုပ်ရှင်ဟိုဟာရုပ်ရှင်ရုံရုံတင်ပြတာတာအစအကုန်လုံးအခွင့်လန်းပြီးပြီအဲ့ဒီပူပေါင်းတဲ့ကောင်တွေအကုန်လုံးအခွန်ကြက်ပြတော့အခွန်မှာကြက်ရှင်းသမျှရိုက်တဲ့နောက်ကသူ့နောက်ခံပေးတဲ့ကုအကုန်ပြအကုန်ချက်ဈေးလုံးမှာအပြတ်ပြောပြောပေါ်ပေါ်ခိုင်းအဲ့လိုလောက်အဲ့လိုလောက်မှာကြက်ပြရမှာ ီးတော့ရှေ့ကသူတို့လုပ်ခဲ့တဲ့အမှုနောက်တစ်အမှုတမှုပေါ်တော့ချက်ချင်းတန်ထောင်းထားပဲအော်နောက်အဲ့လိုပြရမှာဘာလို့ဒီကောင်တွေကဘာဖြစ်နေလဲဆိုတော့မလုံမရှုံမပြုတ်ကြီးလုံနေတာနောက်တစ်ခုအလုပ်ပြလောကမှာဆိုရင်တချို့တွေလက်သုံးချောင်းထောင်းကြီးတွေကြီးတွေပြောခဲ့ကြရတဲ့ရှေ့ရာသာမျိုးတွေမိသားစုနော်ဥမာဟိုကျော်ရဲအောင်ကြီးတို့နောက်တစ်ခါဇာကနာတို့အုပ်စုတွေဘယ်အောင်လဲတပင်းအုပ်စုကဖိုးချစ်သူတို့ဘာလုပ်လဲဖိုးချစ်ဝင်ပိုးပြန်လဲပိုးပေါင်းပါတယ်လို့ပြောနေပေမဲ့ခင်ဗျားကလည်းရှင်းရှင်းပြောသူသူ့ခေါင်းကသပင်းဘာအတွက်ထားတာလဲလို့မေးကြည့်လိုက်ပါလားကျုံ သူ့ရဲ့အတွေးလူတွေပြောတဲ့စကားတစ်ခုရှိတယ်သူကောင်းသမင်ဘာလို့ထားရလဲအဲ့သမင်ရှိကြီးကျတယ်မတို့လားဘာလို့ထားရလဲဆိုတော့ပြောတယ်လူပြောတယ်ဆိုတော့ပြီးတော့မှနိုင်ငံတော်ပွဲတွေကတလူမကတလူနဲ့ပတ်စံကြတော့တိတ်ပုံပတ်ယူသွားတယ်ကျွန်တော်ရှင်းရှင်းလေးပြောတော့တချို့ဒီထက်ပါဖိုးချစ်ဘက်ကနားတဲ့ဟိုအနာမေဖိုးစီရှိလေခမရတို့တခြားပြန်စမ်းသပ်ဖို့လိုတယ်တခြားစမ်းသပ်ကြည့်နော်တချို့ဟာတွေကမယိုးရှင်းတာတွေအများကြီးရှိတယ်နောက်မှမြုပ်နေတယ်အနည်းကပူးတာတွေရှိတယ်သိဖို့လိုတယ်နော်အဲ့တော့ဒီအမှုပြရှင်เนี่ยဒီတပွဲမှာတော့တေချာလုံးဝရမယ်မဟုတ်ရင်ခင်ဗျာနောက်တပွဲကြရင်